ဆိုတော့ဒီနေ့ပါဖတ်ပေးမှာလဲဆိုတော့အချစ်ရည်မှာပေါ့နော်ခဏခဏဒီ thousands pattern နဲ့မှာပဲကျင်လည်နေရတဲ့သူတွေအတွက်ဘာကြောင့်အဲ့လိုဖြစ်နေရတာလဲဆိုရဲအဓိကအကြောင်းအရာကိုရှာပြီးမှာဖြစ်တယ်ဆိုတော့ phi 1 phi 2နှစ်ခုပေးမယ်အာလူရာပြောင်းသွားတယ် pattern ကပြောင်းမသွားဘူးပေါ့နော်ဒီတစ်ယောက်နဲ့ချစ်လိုက်ရင်လည်း thousands ဖြစ်တယ်နောက်တစ်ယောက်နဲ့တွဲလိုက်ရင်လည်း thousands ဖြစ်တယ်အဲ့ဒီလိုလူမျိုးတွေအတွက်ပေါ့နော်ဘာကြောင့်ဒီလိုမျိုးဖြစ်နေတာလဲဆိုတာကို 아 합이 맞게 소라 파이 원 파이 두 파이 원 파이 두 so ိုင်းတွေကိုယူရတဲ့အချိန်မှာဘာကိုမှမစင်စားပဲနဲ့မင်းတို့ကို calling လုပ်နေတဲ့ဘိုင်းတစ်ခုကိုယူလိုက်ပါရှင်။အသက်ကိုဝါဝရှူဘိုင်းတစ်ခုကိုကြည့်လိုက်ပါဒီနှစ်ခုရဲ့ကမင်းကို calling လုပ်နေတဲ့ဟာမင်းကို call နေတဲ့ဘိုင်းကဘယ်ဘိုင်းလဲအဲ့တစ်ခုကိုပဲယူလိုက်ပါ။ဆိုတော့ဘိုင်း1ကိုစဖတ်ပါမယ်ရှင်။ဘိုင်း1ကဘာကြောင့်အခြေအနေမှာ thousands pattern နဲ့မှာဘယ်လဲပတ်နေရလဲ အဲ့ဒါအဓိကဖြစ်စီတဲ့အကြောင်းအရာတော့ပါလေပြောပြပေးပါရှင် Queen of Cups စစောစောစထူရောပန်ဒီကေဘေးစောတဲ့တက်ကဆိုအိုင်ဝမ်ရဲ့ချီကဘာကြောင့် Houses Pattern နဲ့မှာပဲလဲနေတာ excited. I would love to see the exam about program situation. But the new karma regime, the new work regime. Now that's what I really like, I don't know. I don't get on my mind Okay. This is all pandigate. ကိုကလေစစ်စောဖန်တီကယ်ကိုတွေ့တိုင်း lab reading တွေမှာဆိုရင်လေအာ cheating လုပ်နေတဲ့ energy ကိုပဲရတာပေါ့နော် အမြဲတမ်းအဲ့ဒါတခြား reader တွေကတော့ဘယ်လိုလဲမသိပါနဲ့ကိုယ့်အတွက်တော့ဒီ gap ရဲ့ meaning ကလေဥစ္စာတနာတွေပစ္စည်းဥစ္စာတွေမျှဝေပေးနေတယ်အလှအတန်းလုပ်နေတယ်ဆိုတာကတော့တခြားအာ case တွေမှာရကြင်ရမယ်ဒါပေမဲ့အချစ်ရေးအတွက်လို့ခေါင်းစဉ်တက်လိုက်တာ ਨੇ ဒါကိုကိုဘယ်လိုခံစားရလဲဆိုတော့တစ္ဆာဖောက်ခံနေရပြီလို့မဟုတ်မင်းကိုယ်တိုင်တစ္ဆာဖောက်နေပြီနော်ဆိုတာမျိုးတွေကိုပဲရတာပေါ့နော်အခုလည်းအဲ့လိုပဲ file 1တို့ကလေဘာကြောင့် thousands pattern နဲ့မှာပဲ loop ဖြစ်နေတာလဲ ဘာဖြစ်လို့မို့လူတွေကပြောင်းသွားတယ်ထောက်စစ်ဖြစ်နေတဲ့ pattern ကပြောင်းမသွားတာလဲဆိုတော့လေမင်းတို့ကိုယ်တိုင်ကိုကတစ္ဆာတရားကိုတန်ဖိုးထားတတ်တဲ့သူဖြစ်ဖို့လိုနေသေးတယ်ဆိုတာကိုတွေ့တယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်လေဒီဒီ high one ကိုရွေးချယ်တဲ့သူတွေကအစွန်းနှစ်ဖက်ဖြစ်နေတယ်90ရာခိုင်နှုန်းသောသူတွေကကိုကိုယ်တိုင်ကပလေးနေတဲ့အတွက်ကြောင့်မို့လို့ ဟိုကိုကိုစီကိုရောက်လာတဲ့သူတွေကလည်းထောက်စစ်ဖြစ်နေတဲ့သူတွေပဲရောက်လာတာ။ကျန်တဲ့90ရာခိုင်နှုန်းကကြအဲ့လိုမဟုတ်ဘူး။ balance မဖြစ်တာပေါ့နော်။ true of pandemic based on the death တရား balance မဖြစ်တာ။ကိုကပဲပေးနေရ။ကိုကပြန်မတောင်းတတ်ဘူး။တောင်းနေဆိုတာကငွေကြေးဥစ္စာတွေကိုတောင်းတာကိုပြောတာမဟုတ်ဘူးနော်။ချစ်စင်းမြတ်တာ၊ဂယူးဆိုင်မှု၊ကျင်နာမှု၊နားလည်ပေးမှု။ဒါမျိုးတွေဆိုတာကလည်းတစ်ဖက်သေးပေးနေလို့ healthy မဖြစ်ဘူးပေါ့နော်။အပြန်အလှန်ပေးမှ အပြန်အလှန်ရမှအာ healthy relationship ကိုတည်ဆောက်နိုင်တာဖြစ်တယ်ပေါ့เนาะဆိုတော့ကိုယ့်ရဲ့ fight တွေရဲ့ဟို50ရာခိုင်နှုန်းကကိုကပဲပေးနေရတခြားသူတွေကဘာမှမရအောင်ဟိုတစ်ဖက်ကလည်းအာပေးတာကိုပဲယူပြီးတော့သူ့ဘက်ကကြပြန်မပေးဘူးပြန်ပေးရမှန်းလည်းမသိတော့ဘူးဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ fight one နေကိုယ်တိုင်ကိုကမတောင်းတတ်ဘူးငင်ငါ့ကိုဘီဥဆိုင်ပေးပါအောင်လို့မပြောတတ်ဘူး။ငင်ငါ့ကိုချစ်ပေးပါအောင်လို့မတောင်းဆိုတတ်ဘူး။ကိုကပဲပေးနေပေးနေပေးနေရင်းနဲ့ကြာတော့ပြင်ပြန်လာမျိုးတွေတွေ့တယ်။ ဆိုတော့မညီမျှတဲ့ချစ်ချင်းတွေကိုပဲပုံဖော်ခဲ့တာပေါ့နော်ဒါကဘသူမပြုတ်မိမိမှုပါပဲရှင်ရှင်တို့ကိုယ်တိုင်ကဒီမညီညာခြင်းနေကြတဲ့မှာပျော်မွေ့နေတယ်ဆိုတော့အာ င်းတို့မှာပေါ့နော် unconscious မှာ belly တစ်ခုလုံးကြီးမှုတစ်ခုရှိနေရမင်းကများများပေးမယ်ဆိုရင်တို့တွေကမင်းတို့ကိုများများပို့ချစ်လာလိမ့်မယ်ဆိုတဲ့အတွေးမျိုးတွေရှိနေတာကိုယ့်ရဲ့ five one နေတာလေငါကသူ့ကိုအများကြီးချစ်ပေးလိုက်ရင် तू ကငါ့ကိုပို့ချစ်ပေးလာမှာပဲဆိုတဲ့အတွေးနဲ့ကို့မှာရှိသမျှကိုအစွမ်းကုန်ပေးနေတာမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီလိုမလုပ်ပါနဲ့တဲ့ဒါကိုကမင်းတို့ကို thousands ဖတ်တန်ထဲမှာလဲပတ်နေစီတဲ့အကြောင်းအရာပေါ့နော်ကိုကကြည်ပဲပေးနေရတာကကြာရင်လည်းမမြတာမှုဖြစ်လာပြီးတော့တစ်ဖက်သူကကောင်းတယ်ကိုပေးသမျှကိုနားလဲလို့မို့ကို့နီးသူပြန်ပေးတယ်ဆိုရင်တော့ကိစ္စမရှိပင်မဲ့လို့ဒီခစ်ထဲမှာကအဲ့လိုလူကောင်းတွေကရှားတယ်လीနော်အော်သူများကချစ်လို့ပေးတဲ့ဟာကိုသူတို့ရဲ့ရပိုင်ဝင်တစ်ခုလို့တတ်မှတ်ပြီးတော့တဖြည်းဖြည်းနဲ့နေချက်လာတာမျိုးတွေကနေစပြီးတော့ကိုယ့်ရဲ့ဖိုင်ဝမ်တွေကထောက်စစ်ဖြစ်နေတဲ့ဖတ်တန်ထဲမှာပဲလဲပတ်နေတာမျိုးတွေဖြစ်သွားတာပေါ့နော်နောက်ပြီးတော့ကိုယ့်ရဲ့ဖိုင်ဝမ်တို့က ကြားလာတဲ့ကတ်ကိုပါကြည့်လိုက်ပါ panicke cover source သုံးမျိုး energy 3မျိုးနဲ့ရောက်လာတယ်ဆိုတော့ဒီ pine ကိုရွေးထားတဲ့သူတွေကလည်းဟို oxide တွေပါမယ် water sign တွေပါမယ်ဟူဟူတိုင်းတိုင်းတွေပါမယ်အဲဒီလိုမျိုးတွေပေါ့နော်ဆိုတော့အဓိကကတော့ရှင်တို့ကိုယ်တိုင်ကိုပါပဲ ဟိုချစ်ပြီဆိုရင်ကိုအန်းရှင်နေကြတာဗောနော်ချစ်ပြီဆိုရင်ကိုကိုကသဘောကျပြီနည်းနည်းလေးသဘောကျလိုက်ပြီဆိုတာနဲ့ကိုတစ်ခါတူကမတောင်းရသေးဘူးကိုကပေးချင်နေရအာဒီ emotionally အရာလဲအရန်ကိုမှာ over giving ဖြစ်တာဗောနော်ဟိုဒီပစ္စည်းဥစ္စာငွေကြေးလက်လာပါကိုမှာအန်းလာတယ်မဟုတ်ဘဲနဲ့ emotionally အရာကို over giving ဖြစ်တာ အရန်နေဂိမ်းဆိုက်ပေးတယ်အရန်နေချစ်ပေးတယ်အရန်နေအက်ရှင်ယူပြီးတော့သူ့စိတ်ကိုပဲကိုကအရန်နားလေကိုကြိုးစားတာပေါ့နော်တစ်ခါသူကခွင့်မပြဘူးငါဘာဖြစ်နေလို့ငါညာဖြစ်နေလို့ဆိုပြီးတော့သူ့ဘက်ကခွင့်မပြောဘူးဆိုရင်တော့ကိုကသူ့ညနာပြီးနည်းနည်းညှိုးသွားတာနဲ့သူဘာဖြစ်တာလဲဆိုပြီးဆိုအတင်းနားလေပေးဖို့ကြိုးစားတာပေါ့နော်အဲ့ဒီအချိန်မှာပေးပါများတော့လေအရန်အလွန်အကျွံပေးလို့တော့လေရှင်တို့ကိုတစ်ခါသူကတန်ဖိုးမထားတော့ဘူးဖြစ်တယ်အဲ့ဒီဟာတွေကနေစပြီးတော့ thousands pattern တွေမှာကျင်လည်ရဖို့ဖြစ်လာတော့တယ် ဆိုတော့မင်းကသူများကိုတခြားသူရဲ့စိတ်ကိုလိုက်ဖက်ပြီးတော့နားလည်ပြီးပို့စူးစမ်းရင်းနဲ့မင်းကိုမင်းရဲ့အာ emotional need တွေကိုတော့မတိကြိုးကြုံပြုထားတယ်ဆွန့်လွတ်ထားတယ်ပေါ့နော်သူများကိုဆွန့်လွတ်ရမှာဘူးသူများကိုမဆွန့်လွတ်ခဲနဲ့ကိုယ့်ရဲ့လိုရင်းစံနာတွေကိုယ့်ရဲ့တကယ်လိုအပ်ချက်ကဘာလဲကိုကဘယ်လိုမျိုးချစ်ခြင်းကိုရကြင်တာလဲဘယ်လိုချစ်သူမျိုးကိုရကြင်တာလဲဆိုတာကိုကြတော့ကိုကိုကိုပြန်မမေးဘူးတိလဲမတိဘူးအာဒီလိုမျိုးတွေကြောင့်ပဲ toxic pattern တွေမှာလဲပက်နေရခြင်းဖြစ်ပါတယ် 嗯，code p a s s i n g 四十多哎呀，四十多哎呀，大家都讲那伢子伢个弄片没，play boy 呢，play girl 的多片没，这个个，马上来说，你哪看我们心里没路嘛？ကိုကိုရိုင်းကကြာအနေနာမခံခြင်းဘူးချစ်သူကြီးစားဆိုပြီးတော့ relationship တစ်ခုတည်းကိုဝင်လိုက်ပြင်မယ်ကိုကကောင်းတာတွေပဲလိုချင်တာဟိုအနေနာခံရမှမျိုးဆိုမလုပ်ချင်ဘူးဒီလူစီကဘယ်လိုချင်လဲ ဒီလူစီရလူစိုက်ပေးမှုတွေလိုချင်တယ်ပံ့ပိုးမှုတွေလိုချင်တယ်ကိုကပေးရတဲ့အလှရောက်ပြီဆိုရင်ကြာညိုညင်လာပြီအာအဲ့ဒီလိုအချိန်မျိုးဆိုရင်ဥပမာကွာကိုကလူနှစ်ယောက်ပတ်သက်တာမှာ life နှစ်ခုပေါင်းလိုက်တာဘဝနှစ်ခုပေါင်းလိုက်တဲ့ဆိုတဲ့အခါမှာကောင်းချင်းတွေကြီးပဲရှိမနေနိုင်သလိုဆိုးချင်းတွေကြီးပဲရှိမနေနိုင်ဘူးပေါ့နော်ဆိုတော့အကောင်းတွေကိုရတဲ့အချိန်မှာလည်းအပြန်အလှန် အာဟိုဘယ်လိုပြောမလဲနားလေပြီးတော့ခံစားကြရတယ်ဆိုရင်အစိုးတွေကိုကိုဘဝတွေကိုရောက်လာတဲ့အချိန်ဒါမှမဟုတ်ကိုယ့်ရဲ့ပါတနာရှင်ကိုရောက်လာတဲ့အချိန်မှာလေကိုကအားပေးရင်းနဲ့ကုညီရမှာဖေးမရမှာဒါပေမဲ့ပိုင်ဝမ်တို့ရဲ့90ရာခိုင်နှုန်းကကြအဲ့လိုမဟုတ်ဘူးအစိုးတွေရောက်လာပြီဆိုတာနဲ့အဲ့ဒီလူများကနေထွက်ပြေးဖို့ကြိုးစားတာပေါ့နော်အာဒီလူရဲ့ဟိုစိတ်ပင်ပန်းမှုတွေကိုကိုကကုညီပြီးတော့ဖေးမပြီးတော့အာထန်ပုံပေးဖို့ ဒီထက်ပိုကောင်းတဲ့နေရာကိုချက်ချင်းသွားဖို့အတွက်တွေးတယ်တဖက်သူမှာစိတ်ပိုင်းဆိုင်ရာ baggage တွေပေါ့နော်အဲစိတ်ပိုင်းဆိုင်ရာဝင်ပိုတွေဖြစ်နေပြီးတော့သူ့မှာလည်းအလုပ်ထဲမှာပဲဖြစ်ဖြစ်မိသားစုအရေးရာပဲဖြစ်ဖြစ်သူ့မှာမရှင်းတန်နိုင်တော့လောက်အောင်ပြင်ပန်းနေပြီဆိုတဲ့အချိန်မျိုးကနားလည်ပေးရမယ့်အစားကုစားပေးရမယ့်အစားသူ့ထက်ပိုကောင်းတဲ့သူကိုရှာဖို့ပဲချက်ချင်းတန်းတွေးတာမျိုးပေါ့နော်ဆိုတော့ဒါကိုရဲ့ fine ဝမ်းနေတဲ့က90ရာခိုင်နှုန်းကတော့လူဖိုးတွေလူသိုးမတွေပါဒါကြောင့်မို့လို့မင်းတို့ရဲ့စိတ်နဲ့အာထက်တူကြတဲ့ လူမျိုးပဲမင်းတို့ဘဝတွေကိုဝင်လာရင်းနဲ့မင်းတို့ကလည်းတကယ်အချစ်စစ်ကိုမရဘဲနဲ့ toxic ဖြစ်နေတဲ့ pattern တွေမှာပဲလဲပတ်နေရတယ်ဆိုတာကိုတွေ့ရပါတယ်ဆိုတော့ pile one ကိုယူတဲ့သူတွေကလေအရင်ကိုအစွမ်းနှစ်ဖက်ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီမှာလေးရတာကိုက panicarial cup တွေရော source တွေရောစုံပလုံးစီနေတာပဲ ဆိုတော့ကောင်းတဲ့သူတွေကြာလဲအရန်ကောင်းတယ်ဆိုးတဲ့သူကြာတော့လည်းအရန်ဆိုးတယ်ဒါပေမဲ့ဟိုအဲ့ဒါကြောင့်ပြောတာလေ balance ဖြစ်ဖို့လိုနေတယ်တဲ့ base of the data ကအရန်ကောင်းလို့လည်းမရဘူးအရန်ဆိုးလို့လည်းမရဘူး healthy relationship ကိုရကြင်တယ်ဆိုရင်အရာရာက balance ဖြစ်နေရမယ်ပေါ့နော် give and take ကညီညာနေရမယ် give and take ဆိုတာမှာကအာရုပ်ပိုင်းဆိုင်ရာငွေကြေးကိုပဲပြောတာမဟုတ်ပဲねစိတ်ပိုင်းဆိုင်ရာတွေမှာလည်းအပေးယူမျှနေမှာဖြစ်မယ်ပေါ့เนาะဆိုတော့5-1တို့ရဲ့ first line မှာကောဘယ်လိုပုံစံရှိခဲ့တာလဲဆိုတာကိုကြည့်ရအောင် ဟုတ်တော့ကိုယ့်ရဲ့ phi 1ညီရဲ့အတိတ်ဘဝကလည်းဘယ်လိုမျိုးပုံစံမျိုးနဲ့ရှင်သန်ခဲ့ရလဲဆိုတော့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအတော့ကိုရုန်းကန်ခဲ့ရတဲ့ဘဝမျိုးနဲ့ရှင်သန်ခဲ့ရတာကိုကပဲလူတွေကိုကာကွယ်ပေးခဲ့ရတာမျိုးပေါ့နော်ဒီမှာကြည့်လိုက်တိုင်းနည်းနဲ့အာသူကာကွယ်ဖို့တိုက်ခိုက်ဖို့အတွက်ဆင်းသင်းဖြစ်နေတာခြားသူတွေကိုကာကွယ်ပေးခြင်းနေတာမျိုးတွေပေါ့နော်အာဆိုတော့ပေါ့နော် ခွန်အားတော့အပြည့်ရှိခဲ့တယ်။ဒီဒီဘဝမှာလည်း buy one လို့ကငွေရှာတော့တော်လိမ့်မယ်နော်။ငွေရှာတော်လိမ့်မယ်။ငွေကြေးတွေမပူပင်ရဘူးဆိုတော့ညာလည်းချီးရင်မှာတော့ငြင်းနေလည်းကွဲနေတယ်ဆိုတော့သူတွေပါလိမ့်မယ်။ဆိုတော့အရင်ဘဝကလည်းရှင်လူပါအဲ့ဒီလိုပုံစံမျိုးပါပဲတဲ့။ဒါကြောင့်မို့လို့ဒီဘဝအထိလာပြီးတော့ဒါတွေကဟိုချီနောင်ပြီးတော့ link ဖြစ်ပြီးတော့အဲ့ဒီရဲ့ trauma တွေလည်းကအဲ့ဒီရဲ့ဟို past life ရဲ့လွှမ်းမိုးမှုတွေလည်းကရုံးမထွက်နိုင်သေးဘူးဖြစ်နေတာမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်။ ဒါကြောင့်မို့လို့အဲဟိုဘဝရကတဲ့ကအရှိ fast line မှာကတဲ့ကကိုယ့်ရဲ့ five one တို့ကကာကွယ်ပေးရတယ်ဆိုတဲ့နေရာမှာနေခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘဝမှာလည်းမင်းတို့က high resilient ပေါ့နော်ခံနိုင်အားကောင်းတဲ့ဒီ emotional အရာပေါ့နော်စိတ်ပိုင်းဆိုင်ရာအရာနူးညံ့တာကတက်တက်ဒါပေမဲ့တကယ်ဖြစ်လာပြီးဟဲ့ဆိုရင်လာဆန်းဆိုတာမျိုးပေါ့နော်ဘယ်လိုဖြေရှင်းလိုက်ရမလဲဆိုတဲ့အဲ့ဒီလိုတန်မာတဲ့စိတ်သက်ရှိတယ်။အာအချက်အပေါ်မှာယုံကြည်ဖို့ခက်ခဲတယ်။အာ ငိမ့်တဲ့နဲ့ဘဝကိုရဖို့အချစ်ခံရဖို့ဒါမှမဟုတ်ကိုယ့်ရဲ့ career အတွက်ပေါ့နော်အလုပ်အကိုင်ငွေကြီးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အများရန်ယုံကံပြီးတော့တိုက်ခိုက်ပြီးမှပဲရတာမျိုးတွေကိုတွေ့ရတယ်ပေါ့နော်ကိုယ့်ရဲ့ pie one လို့ပါတဲ့ရှုံရှုံမှုတွေကိုကြော်လွားပြီးမှအခက်အခဲတွေကိုကြော်လွားပြီးမှဘဝသင်ခန်းစာတွေရပြီးခါမှပဲဟာကောင်းကောင်း ဘဝကိုရှင်သန်ရမယ်ပေါ့နော် trauma တွေကိုလက်လွတ်ခဲ့ပြီးမှဟိုဒီ magic care ဆိုတဲ့တကယ်ကိုဟိုမျက်လဲဆန်နေအပြောင်းလဲတွေကိုယုံကြည်လာပြီးတဲ့အချိန်မှမှ ရှင်တို့ရဲ့ဘဝကအဆင်ပြေမှာပြီးတော့ပေါ့နော်အခြေရေးမှာလည်းအရန်ကိုပိုင်းဆိုင်လူစိတ်ပြင်းကြပြီဆိုရင်နည်းနည်းလေးသတိထားပါတော့ဒီလူပုံမှန်အရန်ကိုကြွေကြနေပြီဒီလူမဒီလူဖြစ်နေပြီဆိုရင်ကိုကိုကိုအဲ့ဒါသတိကတ်တော့ ဒီချစ်ရည်ကမင်းအတွက်ဒါဝန်နေပေးနေပြီဒီလူကမင်းအတွက်တရားရည်လာနေပြန်ကြည့်အောင်ဆိုတာမျိုးပေးနေတာဒါက past life message အရာဆက်ဆက်နေတာတွေပေါ့နော်ဆိုတော့ဒီကက်ကိုမြင်ရတာတော့စိတ်ထဲမှာမတက်မတားကြီးခံစားရရတယ်ကွ Flying Monkey crazy target ဒါကတော့အကျန်နဲ့50ရာခိုင်နှုန်းအတွက်ဖြစ်မယ်ဟိုခုဘိုင်းဝဲကိုလာရွေးရတဲ့မှာအကျန်နဲ့50ဆိုင်50ရာခိုင်နှုန်းကလူလိုမာတွေလူလိုကောင်တွေလို့ပြောခဲ့တယ်ဘာဒါရှင်တို့ကိုပြောတာနေမှာရှင်တို့ရဲ့အတိတ်ဘဝကလည်းအားနေဘူးလီလောက်ပြီးတော့ကြီးနိုင်ငယ်ချင်းအာလောက်ခဲ့တဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့ဒီရဲ့ character ကဒီဘဝမှာအစီလာပြီးတော့လွမ်းမိုးနေတယ်ဆိုတာမျိုးကိုတွေ့ရတယ် ဒါပေမဲ့လည်းအများရန်ကြီး feeling ဖြစ်နေတာမျိုးတော့လည်းမဟုတ်ဘူးဒါကကမင်းတို့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကိုပေါ်ပြနေတာပေါ့နော်ဟိုးအတွင်းထဲမှာစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေစိတ်အားငယ်မှုတွေကိုဖုံးကွယ်ဖို့အတွက်အပြင်ပိုင်းမှာလူโซဖြစ်ချင်အောင်ဆောင်နေရတာလူโซဖြစ်ပြနေရဲဆိုတာမျိုးတွေကိုမြင်ရတယ်ပေါ့နော်อืม ငါတန်မာမဖြစ်မယ်ငါကနိုင်မကျင့်သူများငါ့ကိုနိုင်ကျင့်သွားမှာပဲဆိုတဲ့စိတ်ပေါ့နော်ငါကမပလေးရင်သူများငါ့ကိုပလေးသွားမှာပဲအဲ့တော့ငါကအရင်ဥပောင်ပလေးလိုက်မယ်ဆိုတာမျိုးကအာရှစ်ရှစ်ရှစ်အရင်ကတည်းကရှိခဲ့တယ်ဒီအချိန်ထိပါလာတယ်ဆိုတာမျိုးပေါ့နော်ဒီအချိန်မှာကျတော့အဲ့ဒီ subconscious ကပေါ့နော်အဲ့ဒီမသိစိတ်မသိစိတ်မှာဖြစ်နေတဲ့အကြောက်တရားတွေဒီနောင်ဓာတ်တွေပေါ့နော်ဓာတ်တွေကအရင်မင်းတို့ကိုလွှမ်းမိုးမလွာအောင်လို့ဂယူးဆိုင်ပါလို့အကြံလေးပေးတင်တယ် လူတွေကိုဆွဲဆောင်ခြင်းနဲ့ attract လုပ်ခြင်းနဲ့ emotionally အရာ attract လုပ်ခြင်းနဲ့ဆိုရင် emotionally စိတ်ပိုင်းဆိုင်ရာ manipulate လုပ်တာတွေမလုပ်နဲ့ပေါ့နော်ကိုကအရင်လွှမ်းမိုးခြင်းနဲ့ imbalance ဖြစ်တယ်ပေါ့နော်ကိုကပဲလွှမ်းမိုးခြင်းနဲ့ကိုကပဲအနိုင်ယူခြင်းနဲ့ကိုကိုပဲနားလည်ပေးစေခြင်းနဲ့ကိုကကြာလုပ်ခြင်းတာလုပ်မယ်ဆိုတာမျိုးတွေမလုပ်ပါနဲ့အာဒီလိုမျိုးတွေလုပ်လေဒီ toxic pattern တွေကရုံးမထွက်နိုင်လေကိုကိုတကယ်အချစ်စစ်နဲ့ချစ်ပေးမဲ့သူတွေနဲ့ဝေးလေဖြစ်ပါလိမ့်မယ် ကဲဘလောက်တောင်မှစိုးလဲဆိုတော့ဒီမှာနောက်စပွဲကအခင်းခင်းမထားတော့ကတ်တွေယူရတာခက်တယ်ကွတွေ့လားဒီမှာဒီဒီကွာ flash light oracle message တွေကိုကြည့်လိုက်အကုန်လုံးကလေပင်မန်းစရာ picture message တွေဘာကောင်မှမကြည့်နဲ့ picture message ကိုပဲကြည့်အကုန်လုံးကလေခက်ခက်ခဲခဲရှင်တန်ရပြီးတော့ဟိုလုံးကန်နေရတယ်မွန်းကျန်နေရတယ်ဆိုတာပဲ flash light ကလေးကကိုယ့်ရဲ့ ထိုင်ဝမ်တို့ဟာပင်မမှုတွေနဲ့ရှင်သန်ခဲ့ကြရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဒီဘဝအထိ thousands pattern တွေကနေရုံးမထွက်နိုင်ဖြစ်နေတာအဲ့လိုရုံးထွက်နိုင်ဖို့ဆိုရင်ကိုကိုကိုနားလဲဖို့လိုတယ်ကိုကိုကိုနားလဲပြီးတော့ကိုကိုတိုင်းကပြင်ဆင်ကျင်စိတ်ရှိဖို့လိုတယ်ပေါ့နော်အရန်ကိုကိုယ့်ရဲ့ဖိုင်ဝမ်တို့ကဝန်းနေပေါ့နော်ဒံယာတွေကတော်တော်ကြီးကို နဲ့နဲ့နေတယ်ခိုင်ခန့်နေတယ်ဆိုတာမျိုးတွေကိုတွေ့ရတယ်ပေါ့နော်။ငါပေါ်ဆိုလူတွေကမကောင်းဘူးငါလုံးလိုက်တည်းကအဆင်မပြေဘူးငါလုံးတာတွေဆိုရင်တဘောမကြကြဘူးဆိုတဲ့အဲ့ဒီလိုစိတ်တွေငါကိုဆိုဘယ်သူမှမချစ်ကြဘူးဆိုတဲ့အဲ့ဒီလိုစိတ်တွေက Taiwan တို့ရဲ့အဓိက thousands pattern တဲမှာပဲလဲနေရတဲ့အကြောင်းအရာတွေဖြစ်တယ်။ ဆိုတော့လေဒီ relationship မှာပဲဖြစ်ဖြစ်အလုပ်အကိုင်မှာပဲဖြစ်ဖြစ်ဒါတွေကို attract လုပ်ချင်နေဆိုရင်ကိုယ့်ရဲ့တန်ဖိုးကိုအောက်ရောက်သွားမှာမျိုးတွေကိုစူးစမ်းနေပေါ့နော်ကိုယ့်ရဲ့ value တခုကိုလူတွေမြင်အောင်ပြချက်ချင်းမြစ်တာမှာပဲဖြစ်ဖြစ်လောက်ကိုင်းခွန်လန်းတွေအတွက်ပဲဖြစ်ဖြစ်ကိုတန်ဖိုးကိုမြင်အောင်ပြခြင်းဖြင့် attracting လုပ်ပါတဲ့အာ individual တွေကိုပေးပြီးတော့ကြတော့ attract လုပ်ပါနဲ့ဆိုတာမျိုးကို message ရရပေါ့နော်ဆိုတော့ ကိုယ့်ရဲ့ phi 1တို့ကပြန်မလိုက်တာလက်ရှိမှာလည်းပဲပေါ့နော်လက်ရှိမှာလည်းပဲကိုယ့်ရဲ့ phi 1တို့ကကိုယ့်ကိုတန်ဖိုးမထားတဲ့သူတွေနဲ့ပတ်သက်နေမိသလားကိုယ့်ရဲ့လုံအားကိုအဲတန်ကြီးမပေးဘဲနဲ့တန်ရတန်ကြီးမပေးဘဲနဲ့ခိုးယူခိုင်းစေနေတဲ့လုပ်ငန်းခွင်မှာရှင်တန်နေသလားမြုံနှံထားသလားဒါတွေကိုပြန်ပြီးတော့သုံးသပ်ပါ မင်းဘလိုနေရာမှာနေထိုင်နေလဲလက်ရှိမှာဘလိုလူတွေနဲ့ပတ်သက်နေလဲပြန်သုံးသပ်ပါအဲ့လိုပြန်သုံးသပ်ပြီးပြီဆိုရင်တော့အဲ့ဒီလိုနေရာကနေလွတ်မြောက်ဖို့အတွက်စူးစမ်းပါဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ကိုယ်မှာရှိနေတဲ့ဒဏ်ရာတွေကိုလည်း healing လုပ်ပါကုစားပါအာဘာကြောင့်ဒီလိုမျိုးတွေဖြစ်နေရလဲဆိုတာကိုအဖြေရှာပြီးတော့ဒါရဒါဒီလိုဒဏ်ရာတွေကနေ healing လုပ်ဖို့အတွက်အာကိုကိုယ်တိုင်စူးစမ်းစူးစမ်းရင်းနဲ့ဟို right to be free ပေါ့နော်တကယ်ကိုပဲလွတ်လပ်ပြီးတော့ပျော်ရွှင်ရတဲ့ဘဝမျိုးလွတ်လပ်ပြီးတော့ ဟိုအေးချမ်းတဲ့ဘဝမျိုးဘလို့ဘသူစီကအထောက်အပံ့မှာမယူပဲဘသူရဲ့ပံ့ပိုးမှုမှာမယူပဲနဲ့ဟိုကို့ဘာကိုလုံခြုံရတဲ့ဘဝတစ်ခုစိတ်ပိုင်းပံ့ပိုးမှုအထောက်ပံ့ဆိုတာကရုပ်ပိုင်းဆိုင်ရာတင်ပြောတာမဟုတ်ဘူးเนาะစိတ်ပိုင်းဆိုင်ရာမှာလည်းတချို့သူတွေကတယောက်တည်းမနေတတ်ကြအောင်မနေနေရဲကြအောင်ကို့ဘေးမှာလူတစ်ယောက်ရှိနေမှာကိုရှင်တန်ရဲတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလူကကောင်းကောင်းမကောင်းကောင်းကို့ဘေးမှာထားထားရတာမျိုးတွေရှိကိုယ့်ရဲ့ဘိုင်ဝမ်တို့ကလည်းအဲ့လိုမျိုးတွေတွေ့ရတယ်ဆိုတော့ဘယ်လိုလို ဘယ်မရှိရှိငါတယောက်တည်းလဲရှင်းတန်ရဲပါတယ်ဆိုတော့အာ live ကိုရောက်လာဖို့ဆိုရင်မင်းတို့ရဲ့တန်ရာတွေကိုအရင်ဆုံးကုစားဖို့လိုပါတယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒါက five one တို့ရဲ့ဘာကြောင့်အာ love မှာပေါ့နော်အချစ်ကြီးမှာ thousands pattern နဲ့မှာပဲလဲပတ်နေရလဲဆိုတော့ဒီကအကြောင်းအရာကိုဖတ်ပြီးခဲ့တာပဲဖြစ်ပါတယ်ရှင်ဆိုတော့ကိုယ့်ရဲ့ message ကိုကြားပြီးရတဲ့အချိန်မှာတစုံမတူရပြင်ဆင်တိုင်းဖို့လည်းမျှော်လင့်ပါတယ်ဆိုတော့ personal reading ဖတ်ချင်လဲဆိုရင်တော့ message swap ကနေလာပြီးတော့ဝင်လို့ရတယ်အ YouTube နဲ့ Facebook, TikTok, Telegram ကိုလည်း like and subscribe follow လေးရောလုပ်ထားလို့ရပါတယ်ရှင်ဆိုတော့ကိုယ့်ရဲ့ file one လေးတွေဒဏ်ရာတွေကိုအမြန်ဆုံးကုစားနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ရှင် Okay hello pine 2 I2 ရဲ့အခြေအနေမှာဘာကြောင့် thousands pattern နဲ့မှာပဲလေပတ်နေရတာလဲ ဒီကအကြောင်းလာလာပါလေပြောပြပါရှင်။အိုင်းတူဘာတူရဲ့ချီမှာဘာကြောင့်ထောက်ပြပြတတ်တယ်နော်လေတဲ့ပန်းဒီကအကြောင်းလာတော့ပြောပြပါ။ for a sauce sauce တိကျပေးရော page of half फिर सौ पत्ता का दस्ता सो कौन से हैं ना मैं कौन से चार ना आई टू फास्ट लाइफ आप बंदा न्यू रचित किया था tông cả cổ dài nhé Hellfire Ây da, Dark Magic kìa Observe this lab, Yangoma. Yeah, the oh, winning two, you. ငါ့ကိုပဲချေးရမယ်ငါတယောက်ခင်းနဲ့ပဲပတ်သက်ရမယ်ဆိုရဲအဲ့လိုအတ္တကြီးတဲ့စိတ်တွေကြောင့် thousands ပတ်တန်ထဲမှာရောက်နေတဲ့သူတွေပါလိမ့်မယ်ဟုတ်ပြီဆိုတော့ကိုယ့်ရဲ့ fine တူတူက thousands ပတ်တန်ထဲမှာပဲဘာကြောင့်အာရောက်နေတာလေအဓိကအကြောင်းရင်းကဘာလဲဆိုတော့တစ်ဖက်သူကိုယုံကြည်ပေးဖို့ခက်ခဲတာပေါ့နော် source energy ပဲရတယ်ဒါကဘာလဲဆိုတော့ဟို နှလုံးသားထက်ပဲအုံနောက်ကိုဦးစားအရန်ပေးကြတာပေါ့နော်နှလုံးသားကဟိုပျော့ပျော့ပျံပျံလေးနဲ့ချစ်ချင်လေဆိုရင်တောင်းမှပဲဖြစ်တဲ့မူဒီလူကိုတော့ငါယုံကြည်ပေးလို့မရဘူးဆိုတဲ့အဲ့လိုမျိုးအတ္တကြီးတာမျိုးပေါ့နော်ကိုယ့်အတ္တကိုပဲကိုယ်အရန်ဖက်တွယ်ထားတာဒီတောင်းမလို့အာကိုယ့်ကိုတကယ်ချစ်ပေးတဲ့သူရောက်လာတယ်ဆိုရင်တောင်းမှပဲရှင်တို့နဲ့တွေ့လိုက်ရင်အဲ thousands pattern ဖြစ်သွားတာမျိုးရှင်တို့စီကိုရောက်လာရင်ကိုယ့်ရဲ့ phi two တို့ကလည်းမပျော်ရွှင်ရသလိုတစ်ဖက်သူကလည်းမပျော်ရွှင်ရဘူးဘာကြောင့်လဲဆိုတော့ phi two တို့ရဲ့အတ္တကြောင့်ပါ ဟာတိုင်းတူးတွေကပေါ့နော်အပြင်မှာပေါ့နော်လူတွေအရှိမှာတော့ကိုကိုကိုဟိုတည်ငင်ငယ်ချစ်ပေးတတ်တယ်ကိုကိုတိုင်းကိုပိုင်ဆုံးဖြတ်ချက်တွေရှိတယ်ဘ누구ပေါ်မှာမှမမိခိုးဘူးဆိုတဲ့ပုံစံမျိုးတွေပုံဖော်ထားပေမဲ့ပြထားပေမဲ့တကယ်ဟိုအတွင်းထဲမှာတော့အခြေအနေနဲ့ပတ်သက်ရင်စိတ်မလုံးကြုံမှုတွေအများကြီးရှိတယ်ဘ누구ကမှမယုံကြည်ပေးနိုင်ဘူး ငါ့ကိုငါတောင်မယုံကြည်ဘူးဆိုတဲ့သူမျိုးတွေပေါ့เนาะဆိုတော့တကယ်တော့ဖိုင်တူတို့ကဘာကြောင့်ဒီ toxic pattern ထဲမှာလူဖြစ်နေရလဲဆိုတော့ကြာတော့ trust issue ပေါ့เนาะအဓိကကတော့ယုံကြည်မှုပြဿနာကိုကိုကိုလည်းမယုံဘူးသူများကိုလည်းမယုံပေးနိုင်ဘူးဘလို့လူမျိုးတွေပဲဘဝတွေကိုဝန်လာဝန်လာကြောက်နေတာတန်ဖိုးမထားဘူးဒါတွေကြောင့်မို့လို့ပဲ toxic loop ကိုဖြစ်နေတာပေါ့เนาะဒါတော့စိတ်ပိုင်းဆိုင်ရာမတည်နေတာတကယ်ကချစ်ချင်တယ်ဒါပေမဲ့အုံနောက်နဲ့တားဆီးထားတာပေါ့နော် true source အဲ sorry four of souls အရာလည်းအဲ့လိုပဲပေါ့နော်ဒီကိုယ့်ရဲ့ခံစားချက်တွေကို shut down လုပ်ထားတာပိတ်ထားတာပေါ့နော်ဟိုဒီအချက်နဲ့ပတ်သက်ပြီးတော့စိတ်မလုံးကြုံမှုတွေရှိနေတယ်ဆိုတာကိုကိုယ့်ကိုယ်ကိုလည်းသိရတယ်အဲ့ဒီဟာကိုမကုစားဘဲနဲ့အဲဒါကြီးကိုလူတွေမသိအောင်ဖုံးကွယ်ရင်းနဲ့တကယ်ကကိုယ့်ကိုယ်ကိုပါပျောက်ဆုံးလာတာပေါ့နော် ဘလို့အချစ်တွေပဲကိုဘွားတွေကိုရောက်လာပါစေဘလောက်ပဲချစ်ပေးနိုင်တဲ့သူတွေပဲရောက်လာပါစေအဲ့ဒီဟာတွေကို မင်းကဟို appreciate မလုပ်ဘူးပေါ့နော်ကိုကိုချစ်ပေးတဲ့သူဘလို့ပဲရောက်လာပါစေသူ့ကိုကျေးဇူးတင်တာမျိုးအတိအမှတ်ပြုတာမျိုးမလုပ်ဘူးမင်းရဲ့တန်ရာတွေကိုလည်း healing မလုပ်ဘဲနဲ့အာအဲ့အလွတ်ကြီးတိုင်းနေပြီးတော့ကြာတော့ဖုံးကွယ်နေတဲ့အတွက်အဓိကအကြောင်းညာက thousands ဖြစ်နေတဲ့အခြေအနေတွေပဲခဏခဏတွေ့နေတယ် ိတ်တိတ်လေးနေပြီးတော့ကြတော့ဒီအဆင်မပြေမှုတွေကြတယ်မှာအပင်ပန်းခံနေတာပေါ့နော်လူတွေကိုယ်ကိုဘယ်လိုမြင်သွားမလဲဆိုတော့အဲ့တခြားသူတွေရဲ့အမြင်ကိုအရန်ဦးစားပေးလွှမ်းနေပြီးတော့ကိုယ့်ရဲ့တန်ရာတွေကိုဖုံးကွယ်ထားတာကအဓိကပြဿနာပါရှင်တစ်ဖက်သူကကိုယ်နဲ့ဟို emotional connection ရဖို့အတွက်လာပြီးတော့ဟိုပြောဆိုရဲညီနိုင်နေဆိုတဲ့အချိန်မှာတောင်းမှာပဲမင်းကလက်မခံမင်းရဲ့အဲရှေ့ကနေပိတ်ပြီးတော့မပြောဘဲနေလိုက်တာမျိုး မင်းပါထင်တယ်ငါဒီ insight ဘူးလို့ဒီလိုမျိုးတွေပေါ့နော်ရှင်ပါပဲတွေးနေနေကျမကတော့ဖြည့်ရှင်းမှာမဟုတ်ဘူးလို့အဲ့ဒီလိုမျိုးတွေပေါ့နော်ကိုယ့်ရဲ့စိတ်ပင်ပန်းမှုတွေကိုယ့်ရဲ့စိတ်တံရတွေကိုမဖြည့်ရှင်းဘဲနဲ့ဖုံးကွယ်ပစ်လိုက်တာတွေကရှင်တို့ကိုအချစ်ရင်းမှာမပျော်ရွှင်စေတဲ့အဓိကအကြောင်းအရာတွေကိုဖြစ်သွားစေတာပါအဲ့လိုမျိုးမပြောဘဲနေရင်းနေရင်းကတကယ်ကိုယောဂတစ်ခုဖြစ်လာနိုင်တယ်နော်ဟုတ်ဘယ်လိုပြောရမလဲအဲကို့မှာကို့ဘေးနားမှာတိုးတိုးပေါ်ဖြစ်ဖြစ် ကြဲကြဲပေါ်ဖြစ်ဖြစ်တိုင်းပြပေါ်တယောက်ယောက်ကတော့ရှိတင်တယ်အဲဒီလိုလူမျိုးကလည်းကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့လက်တွဲပေါ်ဆိုရင်တော့ပိုကောင်းတယ်တငယ်ချင်းဆိုတာမျိုးကလည်းရတယ်ဒါပေမဲ့လည်းဒီခေတ်ကာလမှာယုံကြည်ရတဲ့သူကတော့ရှားပါတယ်ပိုင်းတူတို့အနေနဲ့အဲ့ဒီလိုမျိုးတန်တရားဝင်တာကလည်းမှန်တယ်ဒါပေမဲ့တန်တရားကဘယ်ကလာတာလဲဘာကြောင့်ငါရဲ့တန်တရားတွေကဒီလောက်ကြီးထွားနေတာလဲဆိုတာကိုတော့ပြန်ပြီးတော့ကြည့်ဖို့လိုတယ်ပေါ့နော်ဟိုချစ်လဲချစ်ချင်တယ်ချစ်ကလည်းခံချင်တယ်ဒါပေမဲ့အဲကိုကိုကိုတောင်မှပဲ မယုံကြည်နဲ့မင်းတို့ရဲ့အဲ့ဒီစိတ်နဲ့ဒီလိုမျိုးဟိုကောင်းမွန်တဲ့ healthy ဖြစ်တဲ့ချက်ချင်းကိုတိစောက်ဖို့ကတော့အရန်ကိုခက်ခဲပါလိမ့်မယ်ဆိုတော့ဖိုင်းတူတို့အနေနဲ့ healing ဖြစ်ဖို့ဆိုရင်တော့ပေါ့နော်ဟိုဘာလို့ဖို့လို့လဲဆိုတော့ကြတော့ဒီကိုယ့်ကိုယ်ကိုကန့်တတ်ထားတဲ့အချစ်ရေးနဲ့ပတ်သက်တဲ့အငြင်းတွေနာကျင်စေမှုတွေကို release လုပ်ဖို့လိုတယ် တခုခုအဆင်မပြေဘူးဆိုရင်လုံးဝ shut down လုပ်လိုက်တာတဲ့ပဲပိတ်ချလိုက်တာတဲ့ပဲဒါကိုအပြင်ကိုထုတ်ပြောပြီးတော့ကြတော့ဖြေရှင်းဖို့လိုတယ်ကိုတယောက်တည်းမဟုတ်ဘူးလူနှစ်ယောက်ရှိနေရင်လေကိုကိုတကယ်ချစ်ပေးတဲ့သူဘေးနားကိုရောက်လာရင်လေငါတို့တွေအတူတူရင်ဆိုင်ရင်းနဲ့ safe ဖြစ်တဲ့ love alive ကိုတည်ဆောက်လို့ရတယ်ဆိုတာမျိုးလေအာမင်းကိုမြေယုံကြည်အောင်လို့ဟိုပြန်ပြီးတော့ပြန်ပြီးတော့ message တွေ အာပေးပြီးတော့ကိုကိုကိုပြန်ပြီးတော့ကုစားတင်လဲပေါ့နော်ဖိုက်တူရိုအနေနဲ့ကတကယ်တော့ဖိုက်တူရိုကလေဖိုက်တူရိုစီကိုတကယ်ချစ်ပေးတဲ့သူတွေလာတယ်နော်ကိုမကိုဆိုတဲ့သူမျိုးတွေအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ရောက်လာတယ်ကိုဘဝလေးကိုပြည့်စုံနေပြီးရပဲဆိုပြီးတော့အနောက်ကနေပံ့ပိုးပေးမဲ့သူတွေကလည်းအများကြီးလာတယ်ကိုရဲ့ဖိုက်တူရိုစီကိုဒါပေမဲ့မင်းတို့ကိုယ်တိုင်ကတွန်းထုတ်နေတာပေါ့နော်ဆိုတော့ဖိုက်1နဲ့တော့မတူဘူးဖိုက်1ကကြာကိုယ်တိုင်ကိုက toxic ဖြစ်တာပေါ့နော်အာ 1000ကိုရိုင်ကူက1000 sorry pine 1မှာကကိုရိုင်ကူက1000ဖြစ်တဲ့တအုပ်စုပါတယ်ကျန်တဲ့အုပ်စုကကြတော့အာအရန်ကောင်းလုံးနေဖို့အတွက်1000 berry နဲ့ပဲတွေ့ရ pine 2တော့ကကိုရိုင်ကူက1000ဖြစ်နေရကိုစီကိုအစင်ပြေတဲ့သူတွေလာတယ်ကိုမကိုချစ်ပေးခြင်းတဲ့သူဂရုစိုက်ပေးခြင်းတဲ့သူကိုရဲ့တန်ရာတွေကို healing လုပ်ပေးနေတဲ့သူတွေလာရဲနဲ့မင်းတို့ကိုရိုင်ကူကလက်မခံမဲနဲ့တွန်းထုတ်နေတာပေါ့နော်ဒါကြောင့်မို့လို့ရှင်တို့ရဲ့ဒီ လာဖလိုက်ကအမြဲတမ်းထောက်စစ်ဖြစ်နေတာလို့ပြောတွေ့ရတယ်ပေါ့နော်ဆိုတော့ဖိုက်တူတို့ရဲ့အတိတ်ဘဝကရောဘယ်လိုပုံစံရှိခဲ့လဲဆိုတာကိုကြည့်ရအောင် observers လာပြတူတာ high two တို့ကဟိုအတိတ်တုန်းကတော့အရန်ကိုတဝင်းလေးတိုးပြီးတော့အရန် observers ဖြစ်တယ်ပေါ့နော်ဟိုကိုယ့်ရဲ့ချစ်တဲ့သူကိုချစ်သူလို့ပြောလိုက်တာအခြားဘယ်သူနဲ့မှပတ်သက်တာမကြိုက်ဘူးငါတယောက်တည်းကိုပဲချစ်ရမယ်ငါတယောက်တည်းနဲ့ပတ်သက်မယ်အရန် jealousy ဖြစ်တယ်ပေါ့နော်အရန်တဝင်းတိုးအရန်မနာလိုဒီလိုစိတ်တွေနဲ့ပဲတဘဝလုံးကိုယ့်ရဲ့ high two တို့ကပူတောင်ခဲ့ရတယ်ပေါ့နော်ဆိုတော့အတိတ်ဘဝက အာတခြားသူကိုချစ်မိလို့အဲတခြားအရာတွေပေါ်မှာအရန်ကိုပိုစစ်စစ်ဖြစ်မိလို့ပူလောင်ခဲ့ရတာတွေကိုဒီဘဝမှာအဲ့လိုထပ်ပြီးကြောက်အဲ့လိုထပ်ဖြစ်မှာကြောက်ပြီးတော့ဖိုက်တူတို့ကကိုယ့်စီကိုဝင်လာမဲ့အဲ့လိုမျိုးကိုကနည်း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 ချစ်ပေးလိုက်မိမှာကိုကြောက်ပြီးတော့တားထားတာမျိုးပေါ့နော်ကိုကအရန်ကြီးချစ်ပေးလိုက်ပြီးမှဒီလူကကိုယ့်ရဲ့ယုံကြည်မှုတွေကိုအလွဲသုံးစားလုပ်သွားမှာမျိုးဒီတိုင်းမှာဘန်းနောက်ဘန်းဖြစ်သွားတာပေါ့နော်မီးလောင်ကျွမ်းသွားတာအာ ိုယ့်ရဲ့ယုံကြည်မှုတွေကိုအလွယ်ဆုံးသာလုပ်ပေးလုပ်လုပ်သွားပြီးတော့ကိုယ့်ကိုနာကျင်အောင်လုပ်သွားမှမျိုးကြောက်တဲ့အတွက်ကြောင့်မို့လို့မနာကျင်ရသေးပဲနဲ့နာကျင်မှကြောက်ပြီးတော့အဲဒီဘဝမှာလာပြီးတော့ဟိုကာထားတာပေါ့နော်ဟို the divers ရဲ့ fight တို့ရဲ့တကယ် dark side ပေါ့နော် dark side ဆိုတာမှာကဟိုဟိုအတွင်းနဲ့နည်းနည်းနည်းတကယ်ချစ်တတ်တဲ့ပုံစံက the divers ဆန်နေတယ်အရန်ထောက်စစ်ဆန်နေမြို့တကယ်ချစ်တတ်ပြီဆိုရင်လေဟို ိုတယောက်တည်းပဲသူ့ကို control လုပ်ခြင်းနဲ့ကိုတယောက်တည်းပဲလွှမ်းမိုးခြင်းနဲ့ကိုတယောက်တည်းကိုပဲချစ်နေစေခြင်းနဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ sexually အမှအစအာကိုကိုပဲညှိတွဲနေစေခြင်းလား high two တို့ကအဲ့ဒီမင်းတို့ရဲ့အဲ့ဒီအဲ့ဒီနည်းနည်းလုံးနဲ့ dark side ကြီးပေါ်လာမှဆိုးပြီးတော့အာဒီဘဝမှာအရန်ကိုပဲဖုံးကွယ်ထားပြီးတော့လာသမျှလူကိုတွန်းလှုပ်နေတာ ိုတွေ့ရတယ်ဘယ်လိုဘယ်လိုပြောရမလဲငါရဲ့ပုံစံအမှန်ကြီးကိုတော့ဘယ်သူကမှလက်ခံနိုင်မှာမဟုတ်ပါဘူးလေလို့တွေးပြီးတော့အစုပ်ကိုမှဘွားရဲကိုအဝင်မခံမင်းနဲ့ပလေးရုံပဲပလေးပြီးတော့ထောက်စစ်တီထဲမှာလေပတ်နေရမျိုးကိုမြင်ရပါတယ်ရှင် ဆိုတော့ buy one တုန်းကကြာတော့သူတို့ရဲ့အတိတ်က live က connection ကဒီဘက်ကြီးလာပြီးတော့ပတ်သက်နေတာပေါ့နော် buy two မှာကြာရည်လို့မဟုတ်ဘူး live က connection ကိုဒီဘက်ကြီးလာပြီးပတ်သက်မှာဆိုးတဲ့အတွက်ကြောင့်မလို့လုံးဝ cut out လုပ်ထားတာမျိုးကိုတွေ့ရတယ်ကာထားတာပေါ့နော်ဆိုတော့ဒါကတော့ phi 2အတွက်ဘာကြောင့်အချစ်ရေးမှာမပျော်ရွှင်ရတာလဲလူတွေဒါပြောင်းသွားတယ်ချစ်ချင်းမြတ်တာမှာကောင်းမွန်မှုကရောက်မလာဘူးဆိုတာဘာကြောင့်လဲဆိုတော့အဓိကအကြောင်းရင်းကိုဖတ်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒါက အာ phi 2အတွက်ပါ personal reading ဖတ်ချင်လဲဆိုရင်တော့ base messenger မှာလာပြီးတော့ဘယ်ဖြစ်ဖြစ် telegram တို့မဟုတ် viber မှာပဲဖြစ်ဖြစ်စုံစမ်းလို့ရပါတယ်ရှင်ကိုယ့်ရဲ့အာ youtube နဲ့ facebook tiktok ဒါလေးတွေကိုလည်း like and subscribe follow လေးလုပ်ထားလို့ရပါတယ်ရှင်ဆိုတော့အကျေးဇူးတင်ပါတယ်နောက်ထပ် video လေးနဲ့ပြန်တွေ့ကြမယ်နော်